င်္ဂလာပါရှင်ချစ်ကြမဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ချစ်ပြမဲ့ဟင်းလေးကတော့ဝတားလေးကိုခလေးလေးကြိုက် လူကြီးလေးကြိုက်စီဖို့အတွက်လွယ်လွယ်ကူကူနဲ့မြင်မြန်ဆန်ဆန်ဝတ်အချိုချက်လေးကိုချစ်ပြပေးထားပါရယ်ရှင်ဝတားလေးကနူးညံ့ဣဆက်ပြီးကြိုက်လိုက်တိုင်းမှာအရသာရှိစေဖို့အတွက်ဘလို့ချက်ပြပေးထားတယ်လဲဆိုတာကိုဗီဒီယိုလေးမှာလိုက်ပါကြည့်ရှုပြပါဦးနော်။ဒီဝတားဟင်းလေးနဲ့ချမောင်ဟင်းလေးပါချက်ငယ်ဦးသီးစားရောင်းလေးနဲ့ဆိုရင်တော့โอเคမှာစုပ်ပြည်တယ်နော်။လိုက်ပြီးချက်စားကြည့်ကြပါရှင်။ က်ချိုချက်လေးချက်ဖို့အတွက်ကိုတော့ဝက်ပေါင်သား30သားခန့်ကိုကျမကအနေတော်တုံးလေးတွေကိုယခုလိုပဲတုံးပေးထားလိုက်ပါတယ်ရှင်။ကျမကအစီမကြိုက်တဲ့သူမလို့အသားကြီးပဲဝယ်လာတာဖြစ်ပါတယ်။အစီကြိုက်တဲ့သူကလည်း30သားကိုတုံးနိုင်ပါတယ်ရှင်။ဝတားလေးတွေကိုယခုလိုမျိုးတုံးလို့ပြီးသွားပြီဆိုလို့ရှိရင်တော့ရီလေးနဲ့တစ်ထပ်ရင်းဈေးလိုက်ပါမယ်။ ဒီတစ်ထက်စီးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမကစားကြမ်းလေးနည်းနည်းထည့်ပြီးတော့ဝတ်သားကိုနေပြီးစီးပေးပါရရှင်။ယခုလိုမျိုးစားကြမ်းထည့်ပြီးစီးရခြင်းကဝတ်သားရဲ့အ희အထွေးလေးတွေအကုန်လုံးကိုပြောင်းဆင်သွားစေပါရရှင်။စာရဲ့အငယ်ရတာလေးပြောင်းအောင်လို့ရေကို၃တက်လောက်ဆင်ဆင်လေးစီကြောပေးလိုက်ပါရစေ။ ပြီးရင်တော့အရသာအတွက်အချုံမုတ်လေးအနေငယ်ထည့်ပါမယ်။စားကပါပိသားမလို့စားလေးကိုအနေငယ်လေးပဲထည့်ပါမယ်ရှင်။ပငက်ပြားကြီးကတော့လက်ဖက်ရည်စုံတစုံတဝက်ခန့်လောက်ကိုထည့်လိုက်ပါရရှင်။ကြက်သားမုတ်ကြိုက်တဲ့ဆိုရင်တော့ကြက်သားမုတ်အစားစားကို short ထည့်ပြီးတော့ကြက်သားမုတ်လေးတုံးပြီးလို့ရပါတယ်ရှင်။ကိုကြိုက်တယ်လို့အရတာကိုထည့်ပြီးပြီဆိုလို့ရှိရင်တော့အသားတွေကိုအရတာလေးတွေစိတ်ဝင်စေဖို့အတွက်ယခုလိုပဲနေပေးထားလိုက်ပါမယ်ရှင်။ ကျမကတော့အသားတဲကိုအရသာလေးတွေဝင်စေဖို့အတွက်နိုင်ဝက်ခန့်လောက်နှက်ပေးထားလိုက်ပါရရှင်။ကျက်သွန်နီးဦးကြီးနှလုံးကျက်သွန်ဖြူဦးအသေးလေးနှလုံးလောက်ကိုခွာပြီးရင်တော့အိုးတဲကိုစီထည့်ပြီးဝသားလေးကိုစားချက်လို့ရပါပြီရှင်။စီပူလာပြီးဆိုရင်တော့တကြားလေးကိုလက်ဖက်ရည်စွန်းနှစ်စွန်းခန့်ထည့်ပြီးတော့ယခုလိုပဲစီတက်ပေးထားလိုက်ပါမယ်။ ဒီနေရာမှာအရေးကြီးတာတစ်ခုကတော့တကြားကိုစီတက်တဲ့အခါမှာမီးဖျော့ပျော့လေးနဲ့ရွှေညိုရောင်တန်းလာတဲ့အထိယခုလိုပဲစိတ်ရှိရှိနဲ့ဖြည်းဖြည်းချင်းစီတက်ပေးရပါမယ်နော်တခြားလေးကယခုလိုမျိုးရွှေညိုရောင်ပစ်လာပြီဆိုရင်တော့အနက်လေးမွေးစီဖို့အတွက်ဂျင်းလေးအနှဲငယ်ကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါတယ်။ပြီးရင်တော့ဝသားလေးကိုပါတစ်ခါတည်းထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။ ယခုလိုဝတ်သားလုံးတဲ့နေရာမှာအနှမ်းရတာတခါတည်းပါဝင်သွားစေဖို့အတွက်စက်သုံးအဖြူအနီးလှီးထားတာလေးတွေကိုပါတခါတည်းထည့်ပြီးတော့လုံးပြီးထားလိုက်ပါမယ်ရှင်။ဒီနေရာမှာဘာရေးမှမထည့်ပဲနဲ့စီလေးနဲ့ပဲဝတ်သားကို လုံးပြီးပါမယ်နော်။ရေးမထည့်ပဲနဲ့တော့ရေလေးကအနှမ်းငယ်ထွက်လာပါရဲ့ရှင်။ရေလေးခန်းသွားသည့်အထိအဖုံးလေးအုပ်ပြီးတော့ချက်ထားပြလိုက်ပါမယ်နော်။9မိနစ်လောက်ကြာလို့အဖုံးလေးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရေလေးကအနှဲငယ်ခမ်းသွားပါပြီ ဒါကြောင့်မလို့ဝသားလေးနူးစီရန်အတွက်ရေကိုတစ်ခွက်လောက်ထည့်ပြီးတော့ဝသားမြုပ်တီအထည်ထည့်ပြီးချက်ထားပေးလိုက်ပါမယ်ရှင်။ဝသားကိုပုံလေးအုပ်ပြီးတော့15မိနစ်ခန့်လောက်ချက်ထားပေးရပါမယ်။ခဏကြလို့စီတန်လေးလဲကြလာပြီရခမ်းလောက်ပြီလို့ထင်တော့အဖုံလေးဖွင့်ပြီးတော့ကြည်ပါမယ်ရှင်ဒီချိန်မှာဝတားနူးမနူးကိုစမ်းကြည့်လို့ရပါတယ်ကျမချက်တာတော့မနူးသေးတဲ့အတွက်ရေနောက်တရေထည့်ပြီးတော့အဖုံလေးအုပ်ပြီးထပ်ပြီးနူးအောင်ချက်ထားပါရရှင် နောက်တရေခန်းသွားပြီဆိုလို့ရှိရင်တော့ဝသားလေးတွေကိုနူးမနူးထိုးကြည့်လို့ရပါပြီ။ခရင်းလေးနဲ့ယခုလိုမျိုးထိုးပြီးစမ်းကြည့်တာကပိုပြီးလဲကိုပါတယ်။အသားလေးလဲနူးပြီးအစီလေးလဲနူးဤနေပြီဆိုလို့ရှိရင်တော့လက်ကူမြန်ဆန်နဲ့ဝက်အချိုချက်ဟင်းလေးတစ်ခွက်ရပါပြီရှင်။ရတာပေါ့ငံမြည်ကြည့်ပြီးကိုလိုအပ်တယ်လို့စိတ်ကြိုက်အနေထားရပြီဆိုလို့ရှိရင်တော့ဝက်ချိုချက်ဟင်းလေးကိုခြာပြီးတော့တုံးဆောင်လို့ရပါပြီရှင်။ယခုတော့သမင်းစားဖို့အတွက်ပကံလေးတဲကိုခတ်ထည့်လိုက်ပါမယ်နော်။ သူ့ရဲ့အနံလေးကဂျင်းနဲ့မမွေးလေးရဲ့ကြက်တော်ဖြူကြက်တော်နီရဲ့အမွေးနံလေးရဲ့ပေါင်းလိုက်တော့လုံးဝကိုဝတ်သားနံလေးကမွေးချိုင်းနေရပါပဲရှင်ခက်နေနေတာကောအရန်ကိုစားကျင်လာပါတယ်ဒီဝဲချိုချက်လေးကိုလွယ်ကူမျက်စံနဲ့လို့ပြောတာကကျမချက်နေတဲ့အချိန်ကိုမှတ်ထားတာကတော့နိုင်ဝက်ခန့်လောက်ပဲချက်ရပါတယ်ရှင်။နိုင်ဝက်နဲ့ယခုလိုမျိုးနူးညံ့ဤဆက်တဲ့ဝဲချိုချက်လေးကိုလိုက်ပါချက်စားကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်နော်။ ကျမကတော့ဒီနုနုအီအီချက်ထားတဲ့ဝဲချိုချက်လေးနဲ့ကျမဟင်းလေးရဲ့မြူတီစားတောင်းလေးရဲ့နဲ့တွက်ဖက်ပြီးတော့စားပါမယ်ရှင်အားလုံးပဲစားကြပါအောင်နော်ကျမတို့ချက်ချမဲ channel မှာအရှင်မများအတွက်လက်ကူမျက်စံနဲ့ဟင်းချက်နီလေးများကိုအမြဲတမ်းချက်ပြပြီးသွားမှာဖြစ်တဲ့အတွက် subscribe နဲ့ like လေးလုပ်ပေးထားကြပါဦးနော်ကြည့်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်